င်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာသတင်းတို့တော်ဒီစူးစီးတင်ဆက်ပေးမဲ့သတင်းတို့တော်အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းကတော့မြန်မာပြည်မှာဓမြအဖွဲ့ကရုံမာတဲ့လှုပ်ရက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်မှုထမ်းခြင်းမပေးနိုင်၍အမျိုးသမီးတဦးကိုအုပ်ချုပ်ရေးမှုရက်ွက်แท้ရနေမောင်းထုတ်တယ်ဆိုတဲ့သတင်းမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ကြီးမြို့စိန်ပန်းရက်ွက်တွင်အစစ်မှုထမ်းခြင်းမပေးနိုင်၍အမျိုးသမီးတဦးကို ုပ်ချုပ်ရေးမှူးတောင်းရွှေကရက်ွက်ထဲမှမောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းဒေတာပြည်သူများကပြောတယ်။စိန်ပန်းရက်ွက်တွင်နေထိုင်သောចောင်းသားကလေးငယ်၃ဦး၏မိခင်ဖြစ်သူမုတ်ဆိုးမတဦးသည်စီးပွားရေးအစဉ်မပြေ၍စစ်မှုထမ်းခြင်းလစဉ်ငွေကျပ်၃တောင်းမပေးနိုင်သောကြောင့်ရက်ွက်အုပ်ချုပ်ရေးမှူးတောင်းရွှေကရက်ွက်ထဲတွင်ဆက်လက်မနေထိုင်ရန်မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။နေ့စဉ်မိုးလင်းချိန်မှစတင်ပြီးမိုးချုံည10နာရီခန့်အထိအလုတ်လောက်ကင်စားတော့ နေရသူဖြစ်ပြီးလက်ရှိနေထိုင်တော့အိမ်ကြီးလဲငှားရမ်းနေထိုင်ရတော့အိမ်ဖြစ်ကြောင်းသိရှိရတယ်။အောက်ချွေမှုတောင်းချွေဒီနေ့စဉ်လိုအမျိုးမျိုးဒုက္ခပေးနေ၊မူရစ်စင်ပြစ်ပြီးဖမ်းတယ်၊စစ်မှုထမ်းကိစ္စနဲ့ဖမ်းတယ်၊ဖမ်းတဲ့ဆိုကြတဲ့ဥပဒေအရမဟုတ်ဘူးတက်ဆိုင်ရာရက်ွက်အောက်ချွေမှုများကဥဆောင်၍စစ်မှုထမ်းခြင်းအဖြစ်အ ਨੇ ဆုံး2000ကျပ်မှစတင်၍အများဆုံး8000ကျပ်အထိလာစဉ်ကောက်ခံနေလျက်ရှိကြောင်းဒေတာကန်တိုင်းရင်းသားများအနည်းမျိုးစုံဖြင့်ဒုက္ခပင်းနေခြင်းဖြစ်ကြောင်းသိရတယ်။ကဲ တော့ကျွန်တော်အမြဲပြောသလိုပဲလူတစုကလက်နှက်ကင်ပြီးအိမ်တိမ်သွားမယ်ပတ်စံတောင်းရင်မလုပ်တယ်ခေါ်တယ်ဓမြတိုက်တယ်လို့ခေါ်တယ်အဲ့ဒီအိမ်ကနေနောက်ထပ်လူကိုဖမ်းဆီးခေါ်ဆောင်တော့ရင် ပြန်ပေးဆွဲတယ်လို့ခေါ်တယ်လက်ရှိစစ်မှုထမ်းဥပဒေဆိုတဲ့မင်းအောင်လှိုင်ရဲ့ဒီမတရားဥပဒေအောက်မှာဒီအုပ်ကြီးတွေကစပြီးတော့ရဲတွေစစ်ခွေးတွေအကုန်လုံးဟာဒီလိုဓမြတိုက်မှုကိုတရားဝင်ကျူးလွန်ကြတာမဟုတ်ဘူးလားရှင်းရှင်းလေးပဲဒါနော်ဓမြပဲ တိုင်းမျိုးဓမြတိုက်နေတာတရားဝင်ကျူးလွန်ခွင့်ကိုပေးထားတာအဲ့တော့စစ်မှုထမ်းဆိုတဲ့အရာဒီမတရားဓမြတိုက်ခွင့်ဥပဒေပဲเนาะစစ်မှုထမ်းဥပဒေမဟုတ်ပါဘူးဓမြတိုက်ခွင့်ဥပဒေပါအခုကြည့်မုတ်ဆိုးမှတနစ်လောက်ဖို့တနစ်စားဖို့တော့မနေဒုက္ခရောက်နေတဲ့ဒုတိယကိုဒါလို့လှုပ်ရတယ်ဆိုတော့ဒီဒီအုတ်ချုပ်ရေမူတောင်းရွှေဆိုတော့ကောင်လူစိတ်တောင်ရှိသေးရလားလို့မေးချင်တယ်เนาะတကယ်ကျွန်တော်တိုင်းမိမှာပျက်စီးသွားရတဲ့အထဲမှာရုပ်ဝိထုတွေပျက်စီးတယ်ဆိုတဲ့ဟာတယ်เนาะအခြေခံအဆောက်အအုံတွေလန်းတရားတွေစတဲ့ဖြင့် ဒါတွေပျက်စီးတာကျွန်တော်တို့တွေချက်ချင်းပြန်လေတိဆောက်လို့ရပါတယ်ဒါပေမဲ့စိတ်ဝိတ္ထုဆိုတဲ့စိတ်ဓာတ်တွေပြက်ပြားတဲ့အရာကိုတော့ကျွန်တော်တို့ပြန်တိဆောက်ရင်အင်မတန်ခဲရင်ပါတယ်ဒါကြောင့်မို့လို့ပျက်အတိုင်းမျိုးဖြစ်စည်းခံရတဲ့အထဲမှာရုပ်ဝိတ္ထုတွေဖြစ်စည်းခံရတာစိတ်ဝိတ္ထုတွေဖြစ်စည်းခံနေရတာကကျွန်တော်တို့တိုင်းပြည်အတွက်တန်ဖိုးမဖြစ်နိုင်အောင်နစ်နာပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့နေပြည်တော်မှာမဲဆင်းရင်တပေါင်းကျော်မှားယွင်းနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်နေပြည်တော်ကောင်စီနယ်မြေတွင်းမှာရှိတဲ့မြို့နယ်ရှင်းမြို့နယ်ထဲမှာမဲဆင်းရင်တပေါင်းကျော်ကွာဟနေတာကြောင့် ပြန်လဲပြင်ဆင်ဖို့လျှောက်ထားနေရတယ်လို့နေပြည်တော်တည်ရင်းမြစ်တွေစီကနေထိရပါတယ်။ပြင်မနာနဲ့ဇမြူတီတီမြို့နယ်ကမဲစင်းရင်မှလက်ရှိနေထိုင်သူတွေမပါပဲပြောင်းရွှေ့သွားသူတွေနဲ့တေဆုံသွားသူတွေပါဝင်နေတာကြောင့်ပုံစံလေးအရကန့်ကွက်နေရတယ်လို့နမ်စီဒီယန်ဝန်ထမ်းတယောက်ကပြောပါတယ်။ပြင်မနာခရိုင်မှာရက်ရက်ကြီးအုပ်ချုပ်ရေးကစရင်မကောက်ပဲစရင်ဟောင်းတွေကိုထွေအုပ်ကိုပုတ်ထွေအုပ်ကလည်းမစီစစ်ပဲ UEC ကိုပုတ်တာရက် အချို့ရက်ွက်တွေမှာဘလောက်ဆိုးလဲဆိုရင်ကိုယ်စလဲနာမဲတောင်မဲစင်းမှမပါဘူးပုံစံလေးအရကန့်ကန့်လွာပြန်တင်အစကနေပြန်လုနေရတယ်လို့ပြောပါတယ်နေပြည်တော်အတိုင်းအတွင်းဥဒရခရိုင်မှာ1314ရောက်ဇမြူတီရီခရိုင်မှာ3200ကျော်လေဝေးခရိုင်မှာ4001ရောက်ပြင်းမနာခရိုင်မှာ2869ရောက်စုစုပေါင်း12382ရောက်မဲစင်းကွာနေပါတယ်စစ်အုပ်စုခန့် UEC ကမဲစင်းကြီးစုနိုင်မဲ့ရက်ကိုအော်တိုဘာလ14ရက်အထိ ထတ်တိုးထားပေမဲ့စိတ်ပါဝင်စားမှုမရှိတဲ့ပြည်သူတွေလာမကြည့်တာကြောင့်နန်းစီဒီယံဝင်နေတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ကဲနေပြည်တော်တို့နေရာမျိုးတောင်ဒလုံမှားတယ်ဆိုရင်အချားနော်အိမ်တွေပြုံးစားမင်းနဲ့များတဲ့ရက်ွက်တွေဆိုစဉ်းစားစဉ်းစားကြည့်ကြပြီးတော့နော်အဲ့တော့ဘူးလက်ကဒီမဲစင်းမှားတဲ့ကိစ္စကိုလူ900မှာ300မှားတယ်လို့ထောက်အော်လိုက်တာအမှန်တကယ်တော့ဘလီကိစ္စဖုံးအောင်လို့မဲစင်းကိစ္စနဲ့ကာလိုက်တာအကာလွန်ပြီးတော့ဘူးလက်ဂျီအောင်အောင်ဖြစ်သွားတာကံကောင်းလို့ပြန်ထွက်လာတယ် နော်အဲ့တော့ဒီကောင်တွေလှုပ်တဲ့အလှုပ်စဉ်းစားကြည့်ပေါ့ဗျာသူတို့အချင်းချင်းနဲ့နော်ပောက်ပန်း40တိုင်းပြည်ကိုလည်းပောက်ပန်း40ကလှုပ်တဲ့ကောင်တွေအဲ့တော့ဒီလိုမဲစင်းဘဲကွာကွာမဲစင်းမဲ့မှမှရှင်းပြရင်မဲရွေးကောက်ပွဲလေဒီအခုမင်းအောင်နိုင်လှုပ်တဲ့ရွေးကောက်ပွဲဟာဘာမှမဲစင်းနေတဲ့ကတ်မနေနဲ့ရွေးကောက်ပွဲမဲယုံနေတဲ့စောက်နေတဲ့တိုင်းပြည်ဗန္ဓာငွေကုန်တယ်နော်ဒီနေ့ရွေးကောက်ပွဲချင်းပါတယ်ဟေးပြင်ညာလိုက် အာကတ်တုံးပုံလေးနဲ့ဗီဒီယိုတစ်ဖုတ်ရိုက်လိုက် နောက်နေ့ကျရင်အာရွေးကောက်ပွဲပြီးွားပြီဟေးကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကအနိုင်ရပါတယ်ရပြီရပြီအဲအဲ့အဲ့လားဆိုရပြီဘာမှတန်မိုးမရှိတဲ့ဘွားဟာကြီးပောက်ပန်း၄၀အောက်တန်းသားတွေပြောနေနေပြောနေကြတာဟမ်ဒီရွေးကောက်ပွဲကိုဘာဖြစ်တာလို့ညာဖြစ်တာလို့အာပြည်သူတွေကဘလို့လို့လက်ရှိပြည်တွင်းမှာရှိတဲ့ပြည်သူဟာဘာမှပြောပိုင်ဝင်မရှိလောက်ပိုင်ဝင်မရှိတဲ့ဟာကြီးကိုမုံဆိုးမကြီးကိုအသက်၈၀အရွယ်မုံဆိုးမကိုတိုးတုတ်ပြီးတော့ရိုက်ပြီးတော့ကြောက်ပြီးကြောက်ပါပြီလားမေးနေတဲ့ဒီဒေါ်လကီးကောင်တွေကိုဘယ်ပြည်သူကလက်ခံမလဲစဉ်းစားကြည့်နော်အဲ့တော့ဒါကို အချက်မရှိလော်ရဲတဲ့ကောင်တွေရဲလော်ကြပေါ့ဟုတ်ကဲ့နောက်ထပ် သတင်းသမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါနဲ့မဲဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းမှာအတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုရင်အာဆီယံကိုတော်လိုင်းအင်အားစုတွေတောင်းဆိုတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်စစ်အာဏာရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ရက်သားတွေအပေါ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေကာကွယ်ပေးဖို့နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသားတွေလွတ်မြောက်ဆောင်ရွက်ပေးဖို့တော်လိုင်းအင်အားစုတွေကအာဆီယံကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ် တမရဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သတင်းထောက်တွေတက်ကြလှုပ်ရှားသူတွေနဲ့မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းချွင်းချက်မရှိပြန်လှုပ်ပေးဖို့အာဆီယံဘုံတမောတူညီချက်၅ချက်ကိုဆက်လက်မလိုက်နာဘဲဖီဆန်နေမှုအတွက်စစ်အာဏာရှင်အဖွဲ့ကိုတန်တမန်ရေးရနီလန်းတွေအာဆီယံအစည်းအဝေးတွေကနေဆိုင်းငံ့ထားဖို့လည်းတိုက်တွန်းထားပါတယ်ရွေးကောက်ပွဲဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခေါင်းစဉ်တက်ပြီး စစ်အုပ်ချုပ်ရေးကိုခိုင်မအောင်အယောင်ပြလှုပ်ဆောင်တဲ့အတူအယောင်တစ်ခုဖြစ်ပြီးအာဆီယံကိုဘုံတဘောတူညီချက်၅ချက်ကိုတိုက်ရိုက်ဆန့်ကျင်နေတယ်လို့လဲဆိုပါတယ်။ဒါကတော့နော်လက်ရှိမင်းအောင်လှိုင်ဘက်ကနော်အာဆီယံသူတို့လာတွေ့တယ်ရွေးကောက်ပွဲကိုအားပေးတယ်ဆိုပြီးလိန်ညာပြီးတော့နော်တိုင်းပြည်ကိုဂျင်းထက်နေတဲ့အချိန်မှာအာဆီယံဘက်ကလည်းဒီနော်မလေးရှားနိုင်ငံဝင်ရလည်းချက်ချင်းထပ်ပြီးတော့ UNG နဲ့တွေ့ပြတယ်တော်လိုင်းအင်ယန်စုတွေတွေ့ပြတယ်လက်ရှိတွေ့ဆုံလာတဲ့ဟာကိုပြောပြတော့မရှိတဲ့အချက် ထပ်ကွဲခဲ့တဲ့တဲ့ရင်လေးပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီကောင်လေးကအချက်ကွဲမှထမင်းစားဝင်တာထင်တယ်ကျွန်တော်ထင်တာတော့လေเนาะအချက်တိတ်ခါဆိုရဲသူတို့မှရှိမှာမဟုတ်ဘူးတိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့ရုပ်တရားတွေကြီးလိုက်လို့လူရုပ်တရားအောင်မှမပေါ့ဘူးဟုတ်ကဲ့နောက်ထပ်တဲ့ရင်ဘက်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အာဆီယံနဲ့ပတ်သက်တဲ့เนาะတဲ့ရင်လေးပါပဲအာဆီယံအထူးကိုယ်စားလှယ်ကတော်လိုင်းအင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးတယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတလျှောက်မှာ မြမအရင်နဲ့ပတ်သက်လို့မြို့သားညီညွတ်အစိုးရအန်ယူဂျီအပါအဝင်တော်လိုင်းအင်အားစုတွေနဲ့တွဲဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တော်လိုင်းအင်အားစုအဖွဲ့20ကပူးတွဲသတင်းထုတ်ပြန်ပါတယ်တော်လိုင်းအင်အားစုတွေအကြညီညွတ်ရေးအာဆီယံရဲ့ပြတ်သားတဲ့အရေးယူမှုတောင်းဆိုခြင်းလူရန်းချင်းစာနာမှုအကူအညီအရေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆုံဆွေးနွေးပွဲဒေတာတွင်တည်ငြိမ်ရေးစတဲ့အချက်တွေကိုတော်လိုင်းအင်အားစုတွေကအဓိကဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်ဒီနေ့ပူးတွဲထုတ်ပြန်လိုက်တဲ့တော်လိုင်းရေးအဖွဲ့20မှာ ABSDF အာနာရှင်စန့်ကျင်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီမန္တလေး CNF CRPH ခရက်မူမန့်စကိုင်းဖိုရမ်ဖက်ဒရေးရှင်း KPICT KNU KNPB ICE မကွေးဒေတာတော်လှန်ရေးအဖွဲ့များကွန်ရက်မန္တလေးဒေတာလွှတ်တော်မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MMMCC NUCC NUG NMSP AD NNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ပါတယ်เนาะဒါကတော့ဒီ ASEAN အထူးကိုယ်စားလှယ်နဲ့တွဲဆုံဆွေးနွေးတဲ့ကိစ္စတွေမှာပါဝင်လာတဲ့အဖွဲ့20ဒါကနေဥဆောင်ပြီးတော့ပြောပြထားတာဖြစ်ပါတယ်အဲ့တော့ဘလို့ဖြစ်ဖြစ်လက်ရှိအာဆီယံလည်းနှစ်ဖက်စလုံးကိုချင်းကပ်နေတာဖြစ်တဲ့အတွက်ဘလို့ရက်လက်မျိုးတွေထွက်လာမလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပဲအဲ့တော့ကိုယ့်ဘက်မှာပြည်သူတွေကတက်တက်ကြွကြွနဲ့ နော်ဖြက်ဖြက်လက်လက်ရှိဖို့တော့အရေးကြီးတယ်ဒီကောင်တွေကနှီးမျိုးစုံနဲ့ယုတ်မှနေတာဖြစ်တဲ့အတွက်ရန်သူဘာလို့ယုတ်မှနေလဲဆိုတော့ပြည်သူတွေတိုင်းကသဘောပေါက်တည်နေဖို့လိုပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့နောက်ဆုံးသတင်းပေါ့နော်နောက်ဆုံးသတင်းမှာဟိုအာဖြစ်စေမဲ့သတင်းလေးနဲ့ပြိပါမယ်အဲ့ဒါကတော့နိုင်ရကန်ကာကင်းကြီးကိုအေဝင်တင်း၍အမြောက်ကြီးများစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတဲထုတ်ပြေးရတယ်ဆိုတဲ့သတင်းမှာဖြစ်ပါတယ် စစ်ကောမရှိဤနိုင်ငံပြူဟာကာကင်းစကန်ဖိုက်တာဂုံးကိုအာရခတက်တော် AA နှင့်ပူးပေါင်းတက်များဝင်ရောက်တိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောမရှိတပ်ဖွဲ့ဝင်များကစင်ကလေးရထွက်ပြေးကြရကြောင်းသိရတယ်။ AA နှင့်ပူးပေါင်းတက်များသည့်ယမန်နှင့်အော်တိုဘာလ10ရက်နေ့ကစစ်ကောမရှိနိုင်ရေကန်ပြူဟာဂုံးဤအဓိကကာကင်းစကန်ဖြစ်တဲ့ဖိုက်တာဂုံးကိုတိမ့်ယူနိုင်ခဲ့ပြီးတဲ့နောက်စစ်ကောမရှိတပ်ဖွဲ့ဝင်များလက်နက်များပါစွန့်ပြီးပြေးနေရကြောင်းဒေတာတွင်သတင်းများထံမှသိရပါတယ်။နိုင်ငံအနီးကာကင်းစကန်အလုံးဒီပါ အတိန်ခံရပြီးနိုင်ရကံဘျူဟာပါပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အတွက်စစ်ကော်မရှင်ကနိုင်ရကံစကမ်းမအမြောက်ကြီးတွေကိုဝင်ချီဆက်စွဲရင်နဲ့ရင်သုံးစည်းတန်း၍တဲထုတ်တွားချောင်းတိရတယ်စစ်ကော်မရှင်ကလေချောင်းမှအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲမှာတဲ့နိုင်ရကံတဝိုက်၃နေရာခန့်တွင်ဖြစ်ပွားနေကြောင်းတိရတယ် ဖိုင်တာစခန်းမှစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အားလုံးဒီပါထွက်ပြေးသွားပြီးဖြစ်၍နိုင်ရကန်စခန်းအနီးတွင်တိုက်ပွဲပြင်းထန်စွာထပ်မံဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရနော်ဒါကြောင့်မို့လို့အေးအေးကြောက်တာအေးအေးအတန်ပေးလိုက်တာနဲ့စစ်ခွေးတွေကချီးဖြန်းဖြန်းထွက်တယ်ဆိုတာဒါကိုပြောတာနော်ရှင်မရှင်လို့မရတဲ့ဟာကြီးအခုကြောက်ဖြူတိုက်နေတိုက်တယ်နော်ဒီခွေးလော်ဘီတွေကပြောနေကြအေးအေးအေးအချက်မရှိတဲ့ကောင်တွေအာကြောက်ဖြူအခုချက်ချင်းရတော့မှာလို့စစ်တပ်ကဘလို့အာဘလို့တပ်ကဘလို့ပြစ်ကူလို့စစ်ကူလို့ကြော်စိုးဦးဆိုအမောင်အရင်တန်တန်နဲ့နော်ယူကြောင်ကြောင်စကားတွေပြောနေတာ အခုဘယ်နှစ်နှစ်ရှိသွားပြီလဲအဲ့ဒါအဖြေပဲเนาะအဖြေပဲအဲ့တော့ဒီကောင်တွေဘက်မှာလေဟိုစကလုံးပဲရှိတော့ပေါပန်း၄၀စကားကိုရုပ်တည်နဲ့ပြောတတ်တာတခုကိုတော့ကျွန်တော်တို့ Academy ပေးတင်တယ်တကယ်ပါเนาะအဲ့ဒီနေရာတော့ကျွန်တော်တို့ဘလုံးမှရှင်လို့မရတဲ့အရာပေါ့เนาะဒီဘက်အဲ့ကောင်တွေဘက်အချမ်းမှာကျွန်တော်တို့ရှင်လို့မရတဲ့အရာဘာရှိလဲမင်းတော်လိုင်းအင်အားစုတွေဘက်ကကိုရင်းကပြောစစ်ရေးเนาะပြီးလို့ရှိရင်နှလုံးဒီကာယအညာနာအစတဲ့ဖြင့်အကောင်လုံးရှင်နိုင်ပေမဲ့ဒီရုပ်မာတဲ့နေရာပေါ့ရုပ်တည်နဲ့ မောကဟုတ်ကသတင်းပြောတာလို့ယုတ်ဒီနဲ့မောကဟုတ်ကဝါထဖြန့်တာလို့တစ်ဖက်ပြည်သူပေါ်ယုတ်မှရက်ဆက်တာလို့ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့တော်လှန်အင်အားစုတွေဘလို့မှမရှင်နိုင်တဲ့အရာတွေပဲเนาะဒီကောင်တွေတအားကျွမ်းကျင်ပါလေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဒီလိုခွေးမျိုးကိုအပီဖြုတ်မဲ့ဒီຫນွေဥတော်လှန်ရေးဟာကျွန်တော်တို့တိုင်းပြည်ရဲ့နောက်ဆုံးဒုက္ခတွေပဲဖြစ်ပါလေဒီပွဲကိုကြော်လွန်နိုင်မြန်မာပြည်ဟာလုံးဝလွတ်ကင်းပါပြီဒီအာနာယူတွေလောက်ကလွတ်ကင်းတာနဲ့တိုင်းပြည်ဟာတမဟုတ်ချင်းတိုးတက်မှာဖြစ်ပါလေ ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့သတင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူဒုတိယဆင်းဆိုင်ကိုကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာအချိန်ရရင်ရတို့ကျွန်တော်တို့အခုလိုသတင်းအတူတူအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာဘေးပြာဝေးကွာကြပါစေ။